ထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးဂျပန်နဲ့နှစ်ပေါင်းများစွာအတွင်းအဆူရဆုံးတန်တမန်တင်းမာမှုတွေဖြစ်ပေါ်နေကြမှာပဲတရုတ်နိုင်ငံသားယာယီဝင်ကြီးဝမ်ကြီးကပြည်ထိုင်နိုင်ငံကိုတရုတ်တနိုင်ငံရဲ့မူဝါဒကိုခိုင်ခိုင်မာမာလိုက်နာဖို့တိုက်တွန်းပြောကြားလိုက်ပါတယ်တောက်ကြာနီကဘီဂျင်းမြို့မှာပြုလုပ်ခဲ့တဲ့တွေ့ဆုံမှုအတွင်းတရုတ်နိုင်ငံသားယာယီဝမ်ကြီးဝမ်ကြီးကပြည်ထိုင်မျိုးသားလုံခြုံရေးအကြံပေးဂျူနာသန်ပါဝဲကိုကုလိုပြောကြားခဲ့တာပါဝမ်ကြီးကတရုတ်နိုင်ငံရဲ့ပြည်ထိုင်ကြားမဟာဗျူဟာမြောက်ဆက်သွယ်ရေးလမ်းကြောင်းတွေထိန်းသိမ်းထားဖို့နဲ့လိုအပ်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေမြင့်တင်ဖို့လိုအားကြောင်းပြောကြားခဲ့ပါတယ်လက်ရှိချိန်မှာတရုတ်နိုင်ငံဟာ ီမိုကရေစီကျင့်သုံးနေတဲ့ထိုင်ဝမ်ကျွန်းနယ်ပတ်သက်ပြီးဂျပန်နိုင်ငံနဲ့တန်တမာရေးအရာအကြီးအကျယ်တင်းမာမှုတွေဖြစ်ပေါ်နေတာပါဒီလိုအချိန်မျိုးမှာနောက်အင်အားကြီးနိုင်ငံဖြစ်တဲ့ဗြိတိန်အနေနဲ့ထိုင်ဝမ်ဘက်ကိုရိတ်မသွားအောင်ဒီဥပက္ကဂျူတင်စီယုံသတိပေးလိုက်တဲ့သဘောလေးဖြစ်ပါတယ်ဘေကျင်းကတော့ထိုင်ဝမ်ရည်လက်ကြားတဖက်တစ်ချက်စီကတရုတ်တရားမြင်ငံနဲ့ဖြစ်တဲ့ဆိုတဲ့ one china principle ကိုလက်ခံဖို့တောင်းဆိုလေးရှိပေမဲ့ထိုင်ဝမ်အစိုးရကတော့ဒါကိုပြင်းပြင်းထန်ထန်ပယ်ချထားပါတယ် ပြည်ထောင်ပအဝင်ဥရောပနိုင်ငံတွေကတော့လက်ရှိထိုင်ဝမ်ကြီးလက်ကြားတည်ငြိမ်ရေးကူလာလိုလားနေကြတာပါဒီတွေ့ဆုံမှုမှာထိုင်ဝမ်ရေးပြင်ကမ္ဘာအရေးခင်ဖြစ်တဲ့ယူကရိန်းစစ်ပွဲကိစ္စကိုလည်းဆွေးနွေးခဲ့ကြတယ်လို့တရုတ်နိုင်ငံရာယဝန်ကြီးဌာနကထုတ်ပြန်ပါတယ်ယူကရိန်းရေးမှာတရုတ်ရဲ့ရည်ရည်ချက်ကိုပြည်ထောင်ကသဘောထားကွဲလွဲမှုတွေရှိနေပေမဲ့နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာဆွေးနွေးမှုတွေကိုတော့ဆက်လက်လှုပ်ဆောင်နေကြတာတွေ့ရပါတယ်